ကဲအားလုံးပဲမင်္ဂလာပါအဲ့တော့ညတုန်းကလိုက်မှလွှင့်ထားတဲ့အဓိကကြားတဲ့အပိုင်းလေးတွေကို ပြန်ပြီးတော့တင်ပြပေးမှဖြစ်ပါတယ်နိုင်ငံတော်တစ်ခုရဲ့အင်္ဂါရက်နိုင်ငံတော်တစ်ခုရဲ့အင်္ဂါရက် attributes of the state နိုင်ငံတော်တစ်ခုရဲ့အင်္ဂါရက်ဆိုတာဘာကိုပြောတာလဲကျတော့မြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံမှာနေတယ် ဒါပေမဲ့နိုင်ငံတော်ဆိုတာဘာမှမသိဘူးဖြစ်တယ်အဲ့ဒီဘာမှမသိတဲ့နိုင်ငံတော်အကြောင်းကိုသိရှိစေဖို့အတွက်ကိုကျွန်တော်မဟာဗမာချင်းကျော်လင်ကမေတ္တာရှေ့ထားပြီးတော့ဝေမျှပေးခြင်းဖြစ်ပါတယ်အဲ့တော့ Attribute of the state နိုင်ငံတော်တစ်ခုရဲ့အင်္ဂါရက်နဲ့ပတ်သက်လို့ရှိရင်တော့အင်္ဂါရက်၄ခုရှိကြောင်းကိုကျွန်တော်ကလင်္ကာလေးတတ်မှတ်ထားတယ်ဗျနေတာအိုချော ဤလေးခုနိုင်ငံအဖြစ်ယက်တီမှုဆိုပြီးတော့ကျွန်တော်ကပြင်ဆင်ထားတာပေါ့အဲ့တော့နေဆိုတာကနေနမိတ်အပိုင်းခြား territory တားဆိုတာနိုင်ငံသူနိုင်ငံသားအဲ့ဒါကိုကျွန်တော် popul citizen လို့မသုံးဘူး theory theory ထဲမှာတော့ population လို့သုံးတာပေါ့နော်နေတာအုပ်ဆိုရခေါ်တယ်အုပ်ချုပ်တဲ့အဖွဲ့အစည်း government ဆိုတာရှိသလို ချုပ်လို့ခေါ်တဲ့အချုပ်ချာအာဏာ sovereignty ဆိုတာလည်းရှိပါတယ်အဲ့တော့နေသားအုပ်ချုပ်ဤလေးခုနိုင်ငံအဖြစ်ရည်တည်မှုနေနမိတ်အပိုင်းခြား territory တားလို့ခေါ်တဲ့ population နိုင်ငံသူနိုင်ငံသားเนาะလူကြီးပေါ့เนาะ government အစိုးရချုပ်လို့ခေါ်တဲ့အချုပ်ချာအာဏာဆိုပြီးတော့၄ခုပါဝင်တာကိုနိုင်ငံတော်လို့ခေါ်ပါတယ် အဲ့ဒီမှာသတိထားရမှာကနေနမိတ်အပိုင်းခြားနဲ့ပတ်သက်လို့ရှိရင်မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာဗာပြောထားလဲအဲ့ဒါကိုတည်တံ့ဗီဒီယိုဖိုင်လေးလုပ်ပေးမယ်နိုင်ငံသူနိုင်ငံသားတွေနဲ့ပတ်သက်ပြီးတော့ကို TOD မှာဗာရရှိနေတယ်လေအစိုးရနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံမှာဘလို့လေးတွေရှိထားသလဲချုပ်လို့ခေါ်တဲ့အချုပ်ချာအာဏာနဲ့ပတ်သက်ပြီးတော့ဘလို့လေးတွေရှိထားသလဲဆိုတာကိုတပိုင်းချင်းစီတပိုင်းချင်းစီကို ျွန်တော်ကဗီဒီယိုဖိုင်လေးလုပ်ပြီးတော့အားလုံးဝေမျှပေးသွားပါမယ်။ဒီပိုင်းကတော့နိုင်ငံတော်ဆိုတဲ့ခေါင်းစဉ်အောက်မှာဘာတွေပါလဲဆိုတာကိုပြောပြပေးရဖြစ်ပါတယ်။နိုင်ငံသူနိုင်ငံသားတော်တော်များများကမြမတက်မတော်အထင်လွဲကြတယ်လေ။အဲတက်မတော်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့လေ။အဲ့တော့တကယ်တော့မြန်မာတပ်မတော်ဆိုတာနိုင်ငံတော်ကိုဥထိတ်ထားတာဗျ။နိုင်ငံတော်ကိုဥထိတ်ထားရတယ်ဆိုတာကနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ နိုင်ငံတော်ထဲမှာရှိတဲ့အချုပ်အခြာအာဏာမပြည့်စည်ဖို့နိုင်ငံတော်ထဲမှာရှိတဲ့အစိုးရတွေအမှန်ကန်ဖြစ်စေဖို့နိုင်ငံတော်ထဲမှာရှိတဲ့ပြည်သူပြည်သားတွေအစီပြေစေဖို့နိုင်ငံတော်ထဲမှာရှိတဲ့နေနမိတ်အပိုင်းခြားတွေအစီပြေစေဖို့ဆိုပြီးတော့နိုင်ငံတော်ကိုဥထိပ်ထားပြီးတော့ဒီနေသားအုပ်ချုပ်ဤလေးခုကိုဥထိပ်ထားပြီးတော့ territory population government sovereignty တွေကိုဥထိပ်ထားပြီးတော့တက်မတော်ကအမြဲတမ်းအလုပ်လုပ်နေရခြင်းဖြစ်ပါတယ်ဒါဆိုလို့ရှိရင် the attributes of the state နိုင်ငံတနိုင်ငံရဲ့အင်္ဂါရက်တွေအကြောင်းကိုအကျဉ်းလေးနားလည်ပြီးလို့ထင်ပါတယ်အသေးစိတ်သိကြရင်တော့ဒါရင်းနဲ့ပတ်သက်ပြီးတော့ထပ်မံပြီးတော့လေ့လာကြဖို့မြစ်တာရက်ခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်အဲကျွန်တော်မဟာဗမာဂျင်းကျော်လေးဖြစ်ပါတယ်